မင်္ဂလာပါအားလုံးကျွန်တော်တို့လက်ဆန္ဒရှင်မိဘပြည်သူများဘုချမ်းသာစိတ်ချမ်းသာနဲ့လူဝင်ဆန္ဒကျွန်တော်တို့အားလုံးပြည့်ကြပါစေဘေးပြာဝေးကွာကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ကျွန်တော်ကတော့တန်းလိုက်ချမ်းသာမျိုးတားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဦးဆိုင်တယောက်ဖြစ်ပါတယ်ဒီ2025ရွေးကောက်ပွဲမှာကျွန်တော်အနေနဲ့ မရှင်ပြည်နယ်မွန်းကြီးမြို့နယ်ပြည်သူ့တော်မဲဆန္ဒနယ်ကနေဝင်ရောက်ရှင်ပြန်သွားမှာဖြစ်ပါတယ်ကျွန်တော်လွတ်တော်ကိုယ်စားလှောင်းအဖြစ်ဝင်ရောက်ရှင်ပြန်ခြင်းအကြောင်းမပြောခင်ကျွန်တော်နိုင်ငံရေးလောကထဲကိုရောက်လာတဲ့အကြောင်းလေးကိုကျွန်တော်စပြီးမှပြောချင်ပါတယ်ကျွန်တော်ကတောင်းတဆင်ခါတုန်းကကြီးနဲ့စာပေဖတ်မှလေ့လာတယ်ကျွန်တော်ဘဝကိုအေးချမ်းချမ်းလေးနဲ့လေလုံချောင်းလုံးနဲ့ နေရမယ်လို့ကျွန်တော်ဆုံးဖြတ်ချက်ချပြီးမှအပွဲရပေမဲ့လည်းအစိုးရအလုပ်ကိုမလုပ်ဘဲနဲ့ဘွဲရအောင်တီးတန့်လေးကျွန်တော်တောင်းတက်ခဲ့တာပါကျွန်တော်ဘဝတစ်ချိုးပြောင်းလဲနေဖြစ်လာခဲ့တဲ့ကိစ္စလေးကတော့အာ1993ခုနှစ်တုန်းကအမျိုးသားညီလာခံကြီးစတဲ့အခါမှာကျွန်တော်လူမျိုးတွေကျွန်တော်ဒေတာလူတွေအမျိုးသားညီလာခံကြီးကို ဒီဒေတာတွေကနင့်နာချက်တွေကိုစာရမ်းနဲ့တင်ကြတယ်အဲ့စာရမ်းနဲ့ဖတ်မိတဲ့ခါကျတော့ဟာငါတို့မှလည်းတောင်းရှိပါလားဒါရီယံငါတို့လုပ်ရမယ့်အလုပ်တွေမရှိဘူးလုပ်ကိုလုံးဝလုပ်ရမယ်ဆိုပြီးမှအဲ့ဆုံးဖြတ်ချက်နဲ့အညီအဲ့ရှင်တို့ကလုတ်ခွင်ချခဲ့တဲ့ကျွန်တော်တို့စာပေရင်းမှုအဲ့မှာလည်းဝင်လုတ်ခဲ့ပါတယ်ဒါနိုင်ငံရေးအတိုင်းဝန်းနေနီးစပ်တဲ့လူတွေအဲ့လားလူလိလာစီပူအဲ့ဒါနဲ့ကျွန်တော်ကနိုင်ငံရေးဓမ္မကြီးတယောက်လို့ဖြစ်လာခဲ့ပါ ဒါနဲ့လည်းကျွန်တော်ပြန်လဲတုံးတက်ကြည့်ပါလား2000ခုနှစ်မှာဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုလိုက်တဲ့အခါကျတော့မကြခင်မှာပါတီစုံဒီမိုကရေစီထွေထွေရေးကောက်ပွဲရကျင်းပလာတော့မယ်ဒါဆိုရင်တော့ငွေတက်စတန်တခုတော့လိုအပ်ပြီစတန်တခုလိုအပ်ပြီဆိုတဲ့အခါကျတော့ငွေတွေစုပြီးမှဒါပါတီထောင်ပြီးမှငွေလိုမျိုးကြီးအကြောင်းကိုနိုင်ငံရေးကပြောရရင်ပို့ပြီးမှထိအောင်ပဲဆိုတော့ခံယူခြင်းနဲ့အညီကျွန်တော် ပါတီထောင်ဖို့လူစုပါတယ်စ조사ပါတယ်ဖြစ်မလာခဲ့ပါဘူးအဲ့ဒီဖြစ်မလာခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်ကကြာပြီပါတီမှာဝင်ရောက်လှုပ်ရှားခဲ့ပါတယ်2010ရွေးကောက်ပွဲမှာဒါအဲ့ကြာပြီပါတီမှာဝင်ရောက်မလှုပ်ရှားခင်ဒါအခုကျွန်တော်အင်တာလေးစားရတဲ့ကရှင်နိုင်ငံကြီးကောင်းဆောင်တယောက်ဖြစ်တဲ့ KIO မှာဒုက္ခတာဝန်ထိထားဆောင်ရတဲ့ဒေါက်တာမနန်ဒူးကြာနဲ့လည်း ဒါသူခေါ်လို့ကျွန်တော်တွေ့ဆုံခဲ့ပါတယ်ဒါ KSPP တဲ့ win ဘောနဲ့အဲ့ချိန်တုန်းကတော့အခု agent through party နာမည်ကတော့ကရှင်ပြည်သူ party ပါကရှင်ပြည်နယ်ပြည်သူ party မဟုတ်တေပါဘူးအဲ့ချိန်တုန်းကအဲ့ဒါကြောင့်မို့ကျွန်တော်ကအဲကျွန်တော်လုပ်ငန်းလေးတွေကတီချာလှုပ်ချာလှုပ်ဆရာရှိတဲ့အတွက်ကြောင့်မို့ဒါကြားပြီးပါတီအောင်ဝင်ရောက်လှုပ်ရှားရင်းနဲ့ပညာတင်ခဲ့ပါ2012ခုနှစ်မှာကျွန်တော်တို့ပါတီကိုမဖြစ်မနေထောင်ခဲ့ပါတယ် ။အဲ့ရှင်တို့ကလည်းကရှင်ပြည်တွင်းစစ်ထဲမှာစစ်ဘေးရှောင်ဒုက္ခရောက်ကြရတဲ့ကျွန်တော်တို့ရှမ်းလူမျိုးစုတွေကအင်တာဒုက္ခရောက်ပါလေ။ကျွန်တော်စစ်ဘေးရှောင်ဒုက္ခထောက်ပံ့ကြတွေလည်းမရ။နောက်ပြီးတော့ခြိတာလေးထုခွေးရောက်ချစားတော့ဆွေမျိုးအတိုင်းဝန်ပန့်ပိုးတာတော့ခင်စားတော့ပြီးမှအင်တာဒုက္ခကြီးစွာကိုဖြတ်တန်းခဲ့ကြရပါဒါကျွန်တော်တို့ဒီဝိုင်းမော်ဇာခရရက်ကွက်မှာရှိတဲ့ဘုံကြီးเจ้าမှာဆိုရင်တော့ဒါအီရာမီယိုးကပြည့်တက်လာတဲ့ချမ်းမျိုးစစ်ဘေးချောင်းနေ အင်တာများပါတယ်ကျွန်တော်လည်းကြည့်ပြီးမှစိတ်မကောင်းဖြစ်မိတာပါအဲ့ဒါလေးကိုပြောဖို့တက်ဆိုနိုင်ငံရေးပါတီတရားရှိမှဖြစ်မယ်ဆိုပြီးမှကျွန်တော်တို့နိုင်ငံရေးပါတီကို2012ခုနှစ်မှာတည်ထောင်ခဲ့ကြပါတယ်နိုင်ငံရေးပါတီစတင်တည်ထောင်တဲ့နေ့ကစပြီးမှကျွန်တော်တို့ရဲ့ဒေတာအကျိုးလူမျိုးအကျိုးကိုကျွန်တော်မမှန်ကန်ကန်ရဲရင်ပြောခဲ့ပါကျွန်တော်တို့ကအမှန်တရားကိုဖုံးကွယ်ထားမယ်ဆိုရင်ကျွန်တော်တို့က အမအောင်အားပေးတာနဲ့တူတယ်လို့ကျွန်တော်တို့ခံကြပါလားတို့တဲ့ကြောင့်မို့ကျွန်တော်တို့ကမန်လို့ရမန်ကိုလည်းဒီလက်နက်အဖွဲ့စည်းတွေရဲ့ပြည်သူပေါ်ဖိနှိပ်မှုတွေကိုလည်းမမှန်ကန်ကန်ပြောရဲဖို့လိုအပ်ပါတယ်တင်းနဲ့ရှင်းချောက်တိုင်းနဲ့ကျွန်တော်ကြောက်နေကြမယ်ဆိုရင်ကျွန်တော်နိုင်ငံလုပ်စရာအကြောင်းတော်မရှိဘူးဒါကျွန်တော်တို့တတိတွေကဘေးရလာတာလဲလို့ပြောရင်ပြည်သူလူထုရဲ့အားပေးမှုနဲ့အတူကျွန်တော်တတိတွေပို့ပို့ရှိလာတာပြည်သူထောက်ခံမှုများလင်လေကျွန်တော်တို့ တတ္တိတွေပိုရှိတယ်ဖြစ်ပါတယ်။ဒါကြောင့်မို့ယနေ့အချိန်မှာဆိုရင်တော့ဘေလက်နဲ့ကန်ဖွဲ့စည်းမျိုးမဆိုကျွန်တော်ပြောပါတယ်။တမ္တော်ကိုလည်းပြောပါတယ်ကျွန်တော်တို့ဒီတမ္တော်ပြောတဲ့အတွက်ကြောင့်မို့သူတို့ကအေးအေးယူမှုပိုင်းနေအများကြီးရှိခဲ့ပါတယ်ခရှင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ခရှင်ပြည်နယ်လူပြည်နယ်သားတွေအဲ့ဒီကိစ္စတွေသိရှိကြမှာ။ KAI ဘက်ကိုလည်းကျွန်တော်တို့ပြောပါတယ်။နာအခု SNA မကောင်းဘူးဆိုရင်လည်းပြောပါတယ်ပြည်သူစစ်တွေမကောင်းတဲ့ကိစ္စတွေဘာတစ်ခုမှဖုံးကွယ်စရာမရှိပါဘူးကျွန်တော်တို့အလုံးလုံးတာကပြည်သူမျက်နှာကြည့်ပြီးမှကျွန်တော်အလုံးလုံးရတာဖြစ်ပါတယ် ပြည်သူထောက်ခါမှကျွန်တော်တို့တွေကပို့ပြီးမှအလုံးလုံးနိုင်မှာဖြစ်ပါဒါကြောင့်မို့ယနေ့ကျွန်တော်တို့ကျင်းပမဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့ဆိုမဲထဲကြပါအောင်မယ်ပြည်သူတွေပြည်သူတွေမဲထဲကြမယ်ဆိုပြည်သူတွေနဲ့ဘုဒ္ဓကိုမဲထဲကြမလဲဒါပြည်သူဟာသူရွေးချယ်တဲ့အစိုးရသူလည်းထိုက်တန်တဲ့အစိုးရတော့ရပါတယ်ဆိုပြည်သူကောင်းကောင်းမွန်စဉ်းစားစီခြင်းပါပြည်သူသူ့ရင်းအနေနဲ့လည်းကျွန်တော်နဲ့အတူတူ ရှင်ကြီးဝါနဲ့ဝင်ခဲ့မှုပြီရှင်ငယ်ဝါနဲ့ဝင်ခဲ့မှုပါပြီကျွန်တော်တို့တွေလည်းဒုက္ခပေါင်းစုံကိုရင်ဆိုင်ခဲ့ကြပါပြီပြည်သူအများရင်ဆိုင်နေရတဲ့ဒုက္ခတွေရာလဲကျွန်တော်ဒုက္ခလိုပဲကျွန်တော်ခံစားခဲ့ရပါဗါခံစားခဲ့ရတဲ့နိတုကျွန်တော်တို့ရဲ့တတ်နိုင်တော့လုပ်ပါလေဒီချက်ပုံပြီးလုံနိုင်အောင်ဆိုရင်တော့ကျွန်တော်တို့လွတ်တော်လေရောက်ွားရင်ပုံမူပြီးမှပြည်သူအတန်တွေကိုကျွန်တော်ပြောနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ပါတီအို မျက်ထည့်ပေးဖို့ကျွန်တော်မြေတားရခံကြပါလေ။ဒါကပြည်သူတို့ရောကျွန်တော်ဘဏ္ဍာအုပ်စုအနေနဲ့ဒါမြေတားရခံတယ်